အားလုံးပဲမင်္ဂလာပါတရုတ်နိုင်ငံတနိုင်ငံလုံးမှာဈေးကြီးဆုံးအိမ်ခန်းတိုက်ခန်းတွေရှိတဲ့ရှန်ဟိုင်းမြို့လေကစင်တီယန်ဒီဆိုတဲ့နေရာလေးမှာဘာတွေများကြုံရမှုတွေရှိတယ်လဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာကြည့်ကြရမှာပါ င်တန်ဒီဆိုတဲ့ဒီနေရာလေးကရှိုင်းမြို့လေကောင်ကအချက်ချာကြတဲ့နေရာမှာတည်ရှိပါတယ်။ဒီနေရာဝင်းကျင်မှာ နေထိုင်ကြတဲ့လူတွေကများသောအားဖြင့်တရုတ်နိုင်ငံရဲ့အထက်တန်းလွှာလူနန်းစားတွေထိတ်တန်းအရာရှိအရာခံတွေနဲ့နိုင်ငံသားကလာရောက်နေထိုင်ကြတဲ့သူတွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ဒီနေရာကအိမ်ငန်းတိုက်ခန်းတွေရဲ့ဇင်းလုံးကတရုတ်နိုင်ငံမှာအမြင့်မားဆုံးဖြစ်ုံသာမကပဲနိုင်ငံတကာကတိုကျို၊စင်ကာပူ၊နယူးယောက်နဲ့လန်ဒန်တို့မှာရှိတဲ့အိမ်ငန်းတိုက်ခန်းတွေရဲ့ဇင်းလုံးတက်တောင်မှတာလွန်ကြီးမြင့်တယ်လို့ဆိုပါရယ်။ င်ဒီယန်ဒီကရှန်ဟိုင်းမြို့ရဲ့ပထမဦးဆုံး lifestyle center တစ်ခုဖြစ်ပါတယ်။ lifestyle center ဆိုတာကတော့ဆိုင်ငန်းတွေ၊ဈာတောက်ဆိုင်တွေနဲ့ပျော်ပြေးရေးတွေကိုအစာဦးရဲ့အတွင်းထဲမှာမဟုတ်ဘဲနဲ့အားလုံးကိုအပြင်ဘက်လေယာဉ်အပြင်မှာအခုလိုပဲခင်းကျင်းပြသထားတဲ့တမာယိုကျပုံစံကနေခွဲထွက်ပြီးတော့စံတစ်တဲ့ပုံစံနဲ့ပြင်ဆင်ထားတဲ့ဈေးဝယ်စင်တာပဲဖြစ်ပါတယ်။ ဒီလို life science center တွေကကုန်ပစ္စည်းအစားအသောက်ရောင်းချဖို့တက်ကိုဒီနေရာကိုလာရောက်ကြခြင်းမှာလူများပြားနဲ့တွေ့ဆုံဆက်ဆံနိုင်ပြီးတော့မိန်းအောင်မိတ်တွေနဲ့ရရှင်စွာအချိန်ကုန်ဆုံးရင်စိတ်ကျေနပ်မှုရရှိစေအောင်လေးပေးပြီးတော့စီစဉ်ထားကြတာပါ န်ဒီက19စုနှစ်ကတည်းကတည်ဆောက်ထားခဲ့တဲ့ရှီကူမန်ရိုးရာအိမ်တွေကိုပြန်လည်ပြုပြင်ထားတာဖြစ်ပါတယ်။အရင်ခေတ်ကအိမ်အဟောင်းတွေကိုယခုခေတ်မှာဆောက်ဆိုင်၊ကဖေးဆိုင်၊အစာတောက်ဆိုင်၊ပုံပစ္စည်းမြေမြောင်းနဲ့ဆိုင်တွေအဖြစ်ပြန်လည်တုံးချထားတာပါ။ညအချိန်တွေမှာတော့အစီအကားဆုံးဖြစ်ပြီးတော့ကျေလောင်နဲ့ဒီဂီတာနဲ့ကလပ်ပုံစံမျိုးမဟုတ်ဘဲနဲ့ romantic sound ပြီးတော့ style ကြတဲ့ vibe ကိုပေးတဲ့ပုံစံမျိုးပါ။ ီနေရာမှာ2008ခုနှစ်ဘေကျင်းအိုလံပစ်အားကစားပွဲတော်မှာအသုံးပြုခဲ့တဲ့မီရှူတိုင်ကို ပြသထားပါဗါး2008ခုနှစ်အိုလံပစ်အားကစားပွဲကျင်းပတော့ကမီရှူတိုင်ကိုရှန်ဟိုင်းကနေဖြတ်ပြီးတော့တည်ခဲ့တဲ့ထိမ့်မတ်အနေနဲ့အတိတ်နဲ့ပြစ်စုံပံကိုပေါင်းဆက်ပေးတဲ့ရှန်ဟိုင်းမြို့ရဲ့တင်ကြတဲ့အမှတ်အသားကိုအကောင်းဆုံးဖော်ညွှန်းပေးနိုင်တဲ့စင်တီယန်ဒီနေရာလေးမှာပြသဖို့ကိုရွေးချယ်ခဲ့တာပါဗျ ခုလောက်ဆိုရင်တော့စင်တီယန်ဒီရဲ့အလှတရားတွေကို တွေ့ပြီးလောက်ပါပြီ။ရှန်ဂိုင်းရဲ့သမိုင်းနဲ့ခေမီဘဝတွေကိုပေါင်းစပ်ထားတဲ့နေရာကိုရှောက်ကြည့်ရတာကြိုက်နှစ်သက်တဲ့ဆိုရင်တော့ like share and subscribe လုပ်ပေးကြပါဦး။ကြည့်ရှုကြတဲ့အတွက်ကျေးဇူးများကြီးတင်ရှိပါရစေ။နောက်ဗီဒီယိုလေးတွေနဲ့ထပ်ပြီးတော့တွေ့ဆုံကြမယ်နော်။ Bye now.